ကိုဗစ်ချင်းဝေကို၃ချိန်ခွဲ၍လာမည့် match လာနောက်ဆုံးထားပြန်ဆက်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းဒေသကြီးရထွင်းကကိုဗစ်ချင်းဝေရယူထားတဲ့ကုမ္ပဏီတွေရဲ့နေနဲ့အစိုးပါချင်းဝေကို၃ချိန်ခွဲကလာမဲ့မက်လာနောက်ဆုံးထားပြန်လည်ပေးဆိုင်ရမယ်လို့သိရပါတယ်။ချင်းဝေထုတ်ယူထားတဲ့ကုမ္ပဏီလုပ်ငန်းရှင်တွေထံမှချင်းဝေများအ мян ဆုံးပြန်လည်ကောက်ခံရရှိခဲ့ရတဲ့ဆွေတွေပွဲကိုယခုလ26ရက်နေ့ကရန်ကုန်မြို့ရှိမြန်မာနိုင်ငံကုန်တယ်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှကျင်းပခဲ့ပြီးကိုဗစ်ချင်း င်းငွေပမာဏကျပ်သိန်း200နှစ်အထက်ထုတ်ယူထားတဲ့ရောင်းတိုင်းဒေသကြီးအတွင်းကကုမ္ပဏီများနဲ့လုပ်ငန်းများအနေနဲ့လာမယ့် match လာနောက်ဆုံးထားပြန်လည်ပေးစပ်ဖို့သတ်မှတ်ပေးခဲ့တာဖြစ်ပါတဲ့ ဒါကြောင့်ချင်းဝေများကိုသုံးချိန်ခွဲပြီး2026ခုနှစ် match လာအတွင်းအခြေပေးဆိုင်ရန်နဲ့ပြန်လည်ပေးဆပ်ဖို့ကြန့်ရှိနေတဲ့ကုမ္ပဏီလုပ်ငန်းတွေကိုစီမံခန့်ခွဲမှုနီလန်းတွေနဲ့အရေးယူဆောင်ရွက်ရခြင်းထက်လုပ်ငန်းရှင်များအနေနဲ့နိုင်ငံတော်ပိုင်ငွေအားပြန်လည်ပေးဆပ်ရမယ့်အသိစိတ်ထက်နဲ့ပြန်လည်ပေးဆပ်စေလိုတယ်လို့ရောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ချင်းဝေအများဆုံးထုတ်ယူထားတဲ့တိုင်းဒေသကြီးဖြစ်ပြီး ပြန်လည်ပေးဆက်ရန်မှာလည်းအများဆုံးကြန့်ရှိနေတဲ့တိုင်းဒေသကြီးဖြစ်တယ်လို့သိရပါတယ်ရှင်။